တရင်မားရဲ့တံမလင်းချောက်ဖို့အတိပေးလာတဲ့နော်ဘော်ဧတာမိတ်ဓမြအလုံးမေမီလာဝါရှင်မင်းသမီးလေးနော်ဘော်ဧတာတော့သူနဲ့ပတ်သက်ပြီးတရင်မားရဲ့တံမလင်းချောက်ဖို့ကိုတောင်းဆိုလာခဲ့ပါရီအခုလက်ရှိမှာတော့နော်ဘော်ဧတာကသူ့ရဲ့ခြေရင်းနဲ့ပတ်သက်ပြီးတရင်တွေအမျိုးမျိုးထပ်ပေါ်လာနေပြီးနော်ဘော်ဧတာလေးရဲ့နောက်ွယ်ကတရင်တွေကဆိုရှယ်မီဒီယာတွေပေါ်မှာစတိုက်ဆိုလိုတက်လာနေတာဖြစ်ပါရီလက်ရှိထပ်ပေါ်လာနေတဲ့တရင်တွေအရနော်ဘော်ဧတာကရန်ကုန်ကျန်းသာရေးအသက်ကွာရေးစစ်သူတယောက်နဲ့တွေ့နေပြီး မကြမီမာလက်ချက်ဖို့အခြေရှိနေကြောင်းတရင်တွေကထပ်ပေါ်လာနေရပါမကြမီမာလက်ချက်ဖို့အခြေရှိနေကြောင်းတရင်တွေထပ်ပေါ်လာနေရမင်းသမီးလေးနော်ဖော်ရတာတော့သူ့ရဲ့အခြေအနေပတ်သက်ပြီးတရင်တွေအမျိုးမျိုးထပ်ပေါ်လာဖို့ပြီးလက်ချောပြည်သူရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်ဒီနေ့မှာတော့ Noble Eater ကသတင်းအမာရီမပြန်ကြဘူးမမှန်ကန်တဲ့သတင်းတွေမတင်ကြဘူးကိုတောင်းဆိုလာခဲ့ပါရယ်။အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ Noble Eater ကအခုလိုပြောပြလာခဲ့ပါရယ်။ Noble Eater ကသတင်းအမာရီရှောင်နေကြပါနဲ့ရှင်။ တရင်မားတွေဆက်တိုက်တက်လာနေရတွေ့ရတယ်။အခုလိုမတင်စေခြင်းမပြောစေခြင်းမောင်းနော်ဖောကိုရိုင်းကတကယ်တချင်ရင်အားလုံးကိုချပြပေးမှာပါဆိုပြီးနော်ဖောအေတာကအသိပေးပြောပြလာခဲ့ပါတယ်။အခုလက်ရှိမှာတော့တရားဆောင်နော်ဖောအေတာကနောက်ွယ်ကနေတရင်တွေအမျိုးမျိုးထပ်ပေါ်နေပေမယ့်သူကရိုင်းအကောင်းဆုံးစူးစမ်းရင်ဖြတ်တန်းနေပြီးအခုလက်ရှိမှာတော့နော်ဖောကရိုက်ကူးရဲ့အတက်တွေမှာခက်ဆစ်စိတ်ပါဝင်ရိုက်ကူးလာနေရကိုတွေ့ရပါတယ်။ အနုပညာရိုက်ကူးရေးတွင်မှာအမျိုးမျိုးတွေကိုရရှိနေတဲ့နော်ဘယ်ရထားကတော့သူ့အနေနဲ့အခုလိုခန္ဓာကိုယ်တည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 ်မျိုးမဖြစ်စေချင်ပေပြပြလေးပဲဖြစ်ချင်ကြောင်းကိုလည်းမီဒီယာကနေထုတ်ပြောလာခဲ့ပါတယ်။နော်ဘယ်ရထားကတော့ဒီကနေ့မှာပွဲလေးတစ်ခုကိုတက်ရောက်လာခဲ့ရင်သူဖြစ်ချင်သောဇာနာတွေကိုချုပ်ပြောလာခဲ့တာပါ။နောက်ပေါ်ရတာကတော့ခုလိုပြင်နေခြင်းပဲသူရဲ့ခန္ဓာကိုယ်ကိုဖြစ်ဖြစ်လေးပဲဖြစ်ခြင်းကြောင့်ပြိတ္တရီကိုပြပြလာခဲ့ပါရယ်အဲကြောင့်တွင်နေပတ်သက်ပြီးတော့လေနောက်ပေါ်ရတာကခုလိုပဲပြိတ္တရီကိုပြပြလာခဲ့ပါရယ် နောက်ဘွားရထားကစားတော့အရင်မတ်မော်ရဲကိုကတနည်းကုန်လဲစားရင်ညညဆိုရင်လည်းကြွက်လိုပဲမုတ်တွေရှာဖွေထားစားရင်ဘာကြောင့်တတိလေးဖြစ်နေရလဲမသိဘူးအခုလိုတတိလေးမဖြစ်ချင်အောင်ဂျင်လည်းမသွားဖြစ်သေးဘူးဂျင်ဆရာဆိုမလာတာကြပြီနော်ခဏခဏပြောတယ်ကို့ကိုပြန်မလာတော့ဘူးလားမေးတာဆိုလို့ဂျင်ဆရာတယောက်ပဲရှိပါတယ်ဆိုပြီးနောက်ဘွားရထားကပြပြလာခဲ့ပါတယ်တချို့ပြည်သူတွေကနှောဖို့ရထားကိုအခုလိုတည်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 လေးနဲ့ပဲကျင်းနေကြပြီးအမျိုးမျိုးအားပေးနေကြပါတယ်အခုလက်ရှိမှာတော့နှောဖို့ရထားက ရတဲ့တွေရအပေးမှုတွေကိုအပြေအဝရရှိနေပြီးအနုပညာရိုက်ကူးရေးတွေမှာခက်ဆင်းဆင်းရိုက်ကူလာနေရပါတယ်။နော်ဘောရဲ့တာကတော့အခုဆိုရင်အင်းလေးဖက်ကိုသူကရိုင်းသွားရောက်ကအကူညီပေးနေပြီးဖြစ်ပြီးနော်ဘောရဲ့တာကတော့အခုဆိုရင်အင်းလေးဖက်ကိုသူကရိုင်းသွားရောက်ကအကူညီပေးနေပြီးဖြစ်တယ်လို့သူသွားရောက်ခဲ့တဲ့ အမတ်တရားပုံလေးတွေကိုလည်းမျှဝေဖော်ပြထားပါတယ်။ ။နောက်ဘဝအထာကတော့အခုဆိုရင်အင်းလေးဒေတာပြည်လဲထူထောင်ရေးအတွက်ကိုအင်း၅လုံးစာစုစုပေါင်း105သိန်းကိုမတင်လိုတန်းပေးခဲ့ပါရယ်။အဲကြောင်းတွေနဲ့ပတ်သက်ပြီးတော့လည်းနောက်ဘဝအထာကအခုလိုပဲဒီမရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေတည်ပေးလာခဲ့ပါရယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေလေးကျေးဇူးအများကြီးတင်ပါတယ်။